ကျွန်တော်ထင်တယ်အဒီဟာအရင်ဘဝတွေမှာကြင်ကြံမှုအတိုင်းဖြစ်မှာပါနော်အဲ့တော့အရင်ဘဝတွေမှာယဟန်ဝတ်ခဲ့တဲ့ဆိုလို့ရှိရင်အရင်ဘဝတွေမှာတော်ထွက်လိုက်ပြီးတော့အပတကောစူးစမ်းပြီးတရားအထုတ်ခဲ့တဲ့ဆိုလို့ရှိရင်ဒီဘဝမှာဘဝအပေါ်အပြည့်အဝစိတ်ပြည့်လိုက်ပြီးတော့ အဲ့ဒီအလုပ်ကိုပဲဆက်လက်ပြီးကျင့်ကြံအားထုတ်မှာပါအဲ့လိုဆိုရင်လည်းနေပံရောက်ရနိုင်ပါတယ်အဲ့လိုဆိုရင်လည်းတန်ထရာဝိဒုက္ခမှလွတ်သွားနိုင်ပါတယ်ဒါပေမဲ့အရင်ဘဝတွေမှာအဲ့လိုမကြိုးစားခဲ့ဘူးဆိုလို့ရှိရင်အရင်ဘဝတွေမှာအလှူတွေအများကြီးလုပ်ခဲ့တဲ့ဆိုလို့ရှိရင် ကုသိုလ်ကောင်းမှုတွေအများကြီးပြုခဲ့တဲ့ဆိုလို့ရှိရင်ဒီဘဝမှာတကယ်တော့လူဘဝအနေနဲ့လည်း မဲ့ဖို့ရနိုင်ပါတယ်နော်လူဘဝအနေနဲ့တောတာပန်မဲ့ဖို့တကရကမဲ့ဖို့ရောက်ရလိုင်းပြီးတော့ချမ်းသာမှုတွေကာမဂုဏ်တွေချမ်းသာလိုင်းပြီးတော့အဲ့ဒီဟာနဲ့နောက်ဘဝမှာနတ်ပြည်တော်ရောက်လိုင်းပြီးတော့အဲ့ဒီမှာချမ်းသာနေရင်နဲ့ယဟန္တာမဲ့ဖို့ရောက်ရလိုင်းပြီးတော့တန်ထရာဝိဒုက္ခမှာလိုသွားနိုင်ပါတယ်အဲ့ဆိုကျွန်တော်တို့ကမြတ်စွာဘုရားခေတ်ကအဆုံး um mepo yau ya de pogo တွေတွေ့ရပါတယ်တချို့ကယဟန်အနေနဲ့ mepo yau ya ကြပါတယ်တချို့ကကိုယင်အနေနဲ့ mepo yau ya ကြပါတယ်တချို့ကလူအနေနဲ့လူတကာလူတကာမှာအနေနဲ့ mepo yau ya ကြပါတယ်အဲ့လိုဆိုလူအနေနဲ့လည်း mepo yau ya နိုင်ပါတယ်ယဟန်ဒီလရှင်အနေနဲ့လည်း mepo yau ya နိုင်ပါတယ် ဒီမေခေါ်မှာကျွန်တော်ကနားလိုက်တဲ့အတိုင်းဆိုရင်တော့အဲ့လိုဆိုအာယဟန်ဝေါ်လိုက်ပြီးတော့တော်ထွက်လိုက်ပြီးတော့အမ်ဒီတိုင်းပဲတနေ့လုံးတညာလုံးတရားအထုတ်မှာပဲအာတိုးတက်မှုရနိုင်ပါသလားဒါမှမဟုတ်အဲ့လိုလည်းမဟုတ်ပဲအာလူဘဝမှာဖြစ်စေတာမဟုတ်ယဟန်ပြည်လက်ရှင်အနေနဲ့သာသနာပြုတဲ့အခါမှာလည်းမဖို့ရောက်ရနိုင်ပါသလားဆိုပြီးတော့အမ် အဲ့လိုတော့နားလဲပါတယ်အဲ့တော့ရတော့ရနိုင်ပါတယ်ဒါပေမဲ့ဒါပေမဲ့ကိုယ့်ရဲ့အရင်ဘဝတွေမှာစူးစမ်းမှုပုံပြီးပြီးအောင်မြင်နိုင်မှာပါကိုယ့်ဘဝမှာအရင်ဘဝမှာအများကြီးစူးစမ်းခဲ့တယ်ဆိုလို့ရှိရင်ဒီဘဝမှာလို့ဆိုလူဘဝအလူအတိုင်းလူအနေနဲ့တောင်မဖို့ရောက်ရနိုင်တယ် အရင်ဘဝတွေမှာအများကြီးမကြိုးစားခဲ့ဘူးဆိုရင်ဒါမဟုတ်လုံလုံလောက်လောက်မကြိုးစားခဲ့ဘူးဆိုရင်ဒီဘဝမှာယဟန်အဘဝအနေနဲ့တောင်ဘယ်လောက်ပဲကြိုးစားကြိုးစားတော်တော်ကြားမယ်အောင်မြင်နိုင်အောင်ဒါဆိုအားလုံးအတွက်အသူတို့တသက်ပဲအမ်လမ်းကြောင်းဆုံးဖြတ်ရမယ်ကိုယ်ကလည်းအရင်ဘဝတွေမှာ ကုတောအကုတောကံရလဲမမမေဘူးဆိုတဲ့ဆိုတဲ့အတွက်အယံဘဝတွေမှာစူးစမ်းမှုတွေလဲမမမေဘူးဆိုတဲ့အတွက်ဒီဘဝမှာအတဏ္ဍဆောင်ကိုဘက်ကအာစူးစမ်းနိုင်တဲ့အတန်ကြာဆောင်ရှင်နိုင်ချေအများဆုံးရှိတဲ့နီလန်းကိုလုံးမဆွေအကောင်းဆုံးပါ ယဟန်တီလာရှင်ဝန်နိုင်မယ်ဆိုလို့ရှိရင် အကောင်းဆုံးပါပဲအဲ့လိုဆိုရင်လမ်းမှာ အမြန်ဆုံးတိုးတက်လိမ့်မယ်ယဟန်တီလာရှင်ဘဝမှာဆိုရင်တော့မြန်မာနိုင်ငံမှာဆယ်တော်ကြီးတပါးက main တဲ့အတိုင်းဆိုရင်တော့တော်ထွက်လိုက်ပြီးတော့တရားအာမထုတ်ဘူးဆိုရင် လူဘဝလို့ပါပဲတဲ့အဲ့တော့လူဘဝလို့ပါပဲဆိုပြီးတော့ဘာကြောင့်လဲဆိုတော့ တော်ထွက်လိုက်ပြီးတော့တရားပဲအားထုတ်မယ်ဆိုတာမဟုတ်ဘူးဆိုရင်သာသနာပြုလိုက်ပြီးတော့ဒီနေရာမှာခီးထွက်မယ်ဟိုဘက်မှာခီးထွက်မယ်ဒီနေရာမှာအာကျောင်းတွေရှာမယ်ဟိုနေရာမှာကျောင်းတွေရှာမယ်ဒီမှာနေကရကမန်တွေရဲ့အမ်မဟုတ်မမှန်တဲ့စကားတွေကိုတီးခံရတဲ့အတွက်တခြားနေရာမှာလောအပ်တဲ့ဟာတွေမရတဲ့အတွက် ကိုကအမှန်တရားကိုလုတ်တဲ့လုတ်တဲ့အခါကဲ့ရဲ့မှုတွေနားထောင်ရတဲ့အတွက်အဲ့လိုဆိုရင်တော့တော်တော်ငြင်းငွေသွားပြီးတော့တော်တော်ကြည်ကိုလည်းမချမ်းသာပဲနဲ့စိတ်ကလည်းလှုပ်ရှားလိုက်ပြီးတော့ကိုယ်နဲ့ပတ်သက်တဲ့ချမ်းသာမှုငြိမ်းချမ်းမှုတွေလည်းနေရပဲနဲ့မက်ဖို့လမ်းမှာဘလို့မှမတိုးတက်တော့ပါ ယဟန်ဖြစ်သည်ဖြစ်ပေမဲ့သီလရှင်ဖြစ်ပေမဲ့မတိုးတက်တော့ဘာကြောင့်လဲမငင်းချမ်းတော့မငင်းချမ်းတဲ့အခါမှာမချမ်းသာတဲ့အခါမှာအလုပ်တွေများလိုက်ပြီးတော့တိုးတက်မှုမရတော့နော်တည်တည်မကန်လိုက်တော့ကျွန်တော်မငင်းချမ်းမှုဆင်မချမ်းသာမှုဆင်တည်လိုက်မရှိတော့ဘူးလေအဲ့ဒီအခါမှာတိုးတက်မှုမရတော့ပါဘူး အဲ့လိုဆိုရင်လူဘဝလိုပါပဲမကြုံလဲလူဘဝမှာလည်းမငေးချမ်းဘူးမချမ်းသာဘူးတတိမကဖြစ်တော့ဘူးအဲ့ဒါကြောင့်မြန်မာနိုင်ငံမှာဆေတော်ဖျားကြီးတပါးကမိန်တော်မူတဲ့ယဟန်တို့တွေ့တပည့်တွေကိုအလိုမိန်တယ်ယဟန်တို့ယဟန်တို့ကလမ်းကြောင်းအကြောင်းပဲရှိပါတယ်တော်ထွက်လိုက်ပြီးတော့တရားအထုံးကြပါအဲ့ဒါမဟုတ်ရင်လူထွက်ကြပါတဲ့ဆေတော်ကြီးက မိန်တော်မူပါတယ်အဲ့ဒါအမှန်တယ်လို့တော့ကျွန်တော်ကမထင်ပါဘူးဒါပေမဲ့အဲ့ဒီထဲမှာအမှန်တရားတော့ပါတယ်လို့ယုံကြည်ပါတယ်ကိုယ်အတွက်ကြောင့်မှလည်းပါလို့ပါအဲ့တော့ကျွန်တော်တို့ကအဲ့လိုဆုံးလူဘဝမှာဖြစ်စေယမယဟန်ဘဝဒီလရှင်ဘဝမှာဖြစ်စေတောထွက်လိုက်ပြီးတော့တရားပဲအာမထုတ်ဘူးဆိုရင် အခက်အခဲအများကြီးတွေ့လိမ့်မယ်နော်လမ်းပေါ်မှာအခက်အခဲအများကြီးပါပဲအထိကအခက်အခဲကတတိကဖို့အဲ့ဒါကတော့အထိကအခက်အခဲတကယ်တော့ကျွန်တော်တို့ကအစားကနေအဆုံးထိဒါဆိုမနေ့ပိုင်းမှစပြီးတော့ညမှထိဒါမို့အေးရမနိုးတဲ့အခါမှဖြစ်နိုးတဲ့အခါမှညမှအိတ်ပြောသွားတဲ့အခါထိကျွန်တော်တို့ကတတိကနိုင်တဲ့ဆိုလို့ရှိရင်အဆင်ပြေသွားပြီ ဲ့လိုတတိကနိုင်မယ်ဆိုရင်ဘာမှဆွေးရင်းစရာမရှိတော့ပါဘူးအကုန်လုံးအဆင်ပြေသွားပြီဒီထက်ပိုကောင်းလို့မရတော့ဘူးအဲ့ဒါကတော့အုတ်တုံပြည့်စုံလုံးဝအကောင်းဆုံးပဲတနေ့လုံးတတိမကပ်ရှိဘူးဆိုရင်အဲ့လိုဆိုရင်တော့မသိချရတော့ပါဘူးအဲ့လိုဆိုရင်တော့တိုတက်လားမတိုတက်ဘူးလားဆိုပြီးတော့မသိချရတော့ပါဘူးနော်ဒါဆိုအဲ့ဒီဟာကိုအထက်ကအကြည့်လိုက်မှဆိုရင်အကောင်းဆုံး လူဘဝမှာမေတ္တာဆိုရှိတဲ့အခါမှာကလေးတွေမွေးတဲ့အခါမှာအမ်ကံပေါ်စနေရှိတဲ့အခါမှာအလုပ်တွေလုပ်တဲ့အခါမှာစီးပွားရေရှာတဲ့အခါမှာတခြားလူတွေနဲ့အစုံပုံစံဖြင့်အစုံအာအကြောင်းတွေကြောင့်အာဆက်ဆံတဲ့အခါမှာကျွန်တော်တို့ကတတိကနိုင်အောင်ကြိုးစားရပါတ 조사နိုင်တယ်ဆိုလို့ရှိရင်တတိကနိုင်တယ်ဆိုလို့ရှိရင်လူဖြစ်စေယဟန်ဖြစ်စေတိရရှင်ဖြစ်စေလုံးဝမဆိုင်ဘူးတိုးတက်ပါတယ်အမတန်ကောင်းပါတယ်တကယ်တော့အောင်မြင်ပါတယ်ကိုဘက်ကမဖို့မရောက်ရသေးဘူးဆိုရင်တောင်းဇန်တွေမရောက်ရသေးဘူးဆိုလို့ရှိရင်တောင်းတသက်တရားထိုင်ဖို့စင်ကြံလျှောက်ဖို့အချိန်မရှိဘူးဆိုရင်တောင်းမနေ့ပိုင်းမှာစပြီးတော့ညာထိတတိကတ်နိုင်တယ်ဆိုလို့ရှိရင်အဆင်ပြေသွားတယ် ဒီထက်မရှိတော့ဘူးဒီထက်ပိုကောင်းတဲ့ဟာမရှိတော့ဘူးဒါပေမဲ့တနေ့လုံးအဲ့လိုတတိမကန်နိုင်ဘူးဆိုလို့ရှိရင်အဲ့လိုဆိုရင်တော့ဘာတွေလုပ်ရမလဲတတိကအောင်ကြိုးစားရတာပေါ့နော်တကယ်တော့တရားဓမ္မကြိုးစားအထောက်မဲ့ဆိုလို့ရှိရင်အရင်ကြီးတော့မလျှော့ပါဘူးနော်တတိကနိုင်တယ်ဆိုလို့ရှိရင်တော်တော်အဆင်ပြေတော့ပါပြီတော်တော်များများမြန်မာတက္ကရာကမတွေမြန်မာ အာပြီးသူပြီးသားတွေကအဲ့လိုလုံးနိုင်ကြပါတယ်နော်ကျွန်တော်ကတစီတမားတယောက်ကို တွေ့ဖူးပါတယ်သူကလည်းအာအမ်မဒန်အမ်မဒန်ချမ်းသာတယ်အဲ့ဒီတော့ကကျွန်တော်ကယဟန်ဝတ်ခဲ့ပါတယ်ဒါကြောင့်သူကကျွန်တော်ကိုအဲ့လိုရှောက်တယ်ရှင်ဖီးယားတပည့်တော်ကတစီစီတစီမောင်းတဲ့အခါမှာတစီမောင်းတဲ့အခါမှာအမြဲတမ်းတတိကပါတယ်ဖီးယားအမြဲတမ်းတတိကပါတယ်ဖီးယား အဲ့တော့သူကတနေ့လုံးလဲအဲတက်စီမောင်းရတဲ့အတွက်သူကတနေ့လုံးလဲဒီကပ်ပါတယ်တခြားအမ်အလူတွေကိုလဲအတွေ့ဖို့ပါတယ်သူတို့ကမနေ့ပိုင်းမှာစားပြီးတော့ညထိသူတို့ကတတိကတ်ကြပါတယ်အဲ့လိုတတိကတ်နိုင်မယ်ဆိုလို့ရှင်ဒီထက်ကောင်းတာမရှိတော့ပါဘူးအုတ်တောင်ပြေဆုံးဖြစ်ပါတယ်နော်တတိဘယ်လိုကမ်းမလဲဆိုပြီးတော့ပြန်ဆင်းချင်းလို့ရပါတယ်ပေါ့နော် တတိတကယ်တော့ကျွန်တော်တို့မှာ၄ပါးရှိပါတယ်။ကာယ ानु ပတ္တနာ၊ဝေဒနာ ानु ပတ္တနာ၊စိတ် ानु ပတ္တနာနဲ့ဓမ္မ ानु ပတ္တနာဆိုတဲ့တတိ၄မျိုးရှိပါတယ်နော်။ဒါပေမဲ့အာအဒါကိစ္စမရှိပါဘူးနော်။အာတချို့ကစိတ် ानु ပတ္တနာလောက်ကြပါတယ်။တချို့ကကာယ ानु ပတ္တနာလောက်ကြပါတယ်။စိတ် ानु ပတ္တနာကဘာလဲဆိုပြီးတော့နည်းနည်းလေးရှင်းထွေးပါတယ်။ဒါအခုချင်းချင်းရှင်းပြမယ်ဆိုရင် မိခုံရမှာ ရှင်းပြပေးမယ်။ဒါပေမဲ့ကျွန်တော်တို့မှာအာစိတ်ကိုဖြစ်စေရုပ်ကိုဖြစ်စေတတိကရင် တနေ့လုံးတတိကမယ်ဆိုရင်တော့အောင်မြင်တော့ပါပြီ။နော်။မက်ဖို့မရမရသေးဘူးဆိုရင်တောင်းအောင်မြင်တော့ပါပြီဆိုတာလမ်းမှာတိုးတက်နိုင်ပါဘူးလို့ပြောတယ်နော်။အဲ့လိုဆိုရင်အောင်မြင်တော့ပါ။အဲ့တော့ အာဒီဟာကိုဘယ်လိုလုပ်မလဲဆိုတော့သင်ဝေက ကြောက်တယ်ဆိုရင်တော့လုပ်ပါတယ်တအားကြောက်တယ်ဆိုလို့ရှိရင်သေခြင်းတရားကို ကြောက်တယ်ဆိုပြီးဖြစ်စီအပယ်ကြမယ်လို့ကြောက်တည်ကြောက်တယ်ဆိုရင်ဖြစ်စီဒါမဟုတ်နောက်ဘဝမှာသာသနာအာသာသနာတော်ခဲ့မဟုတ်မရှိတော့ဘူးလို့ကြောက်တယ်ဆိုရင်ဖြစ်စီဒါမဟုတ်အာကျွန်တော်အတွက်သူများမှာ ကျေးဇူးများတော့ပါပြီကျွန်တော်ကဘယ်လိုဆက်မလဲဘယ်လိုဆက်မလဲဆိုပြီးတော့အာမဆနိုင်တော့ပါဘူးလို့ကြောက်အကြောက်လို့ဖြစ်စင်ဒါမဟုတ်ကျွန်တော်ရဲ့ဘဝမှာအမ်မကြိုးစားဘူးဆိုရင်အကျိုးမရှိပါဘူးလို့ကြောက်တည်ဖြစ်စင်ဒီကြောက်လန့်မှုကြောင့်ဒီတန်ဝေကကြောင့်တတေကဖြစ်ပါတယ် အဲ့လိုတန်ဝေးကမရှိဘူးဆိုလို့ရှိရင်တနေ့လုံးတတိကမှာမဟုတ်ပါဘူးခက်လို့နော်တနေ့လုံးတတိကကိုခက်တယ်တအားခက်တယ်အဲ့တော့အကြောင်းကြီးမရှိဘူးဆိုလို့ရှိရင်တတိကမှာမဟုတ်ဘူးအကြောင်းကြီးရှိမှာပဲတတိကမယ်အဲ့တော့အဲ့ဒီအကြောင်းကိုမြတ်စွာဘုရားကတန်ဝေးကလောက်ခေါ်ပါတယ်ဒီတန်ဝေးကမရှိဘူးဆိုရင်မေးရတော့ ယဟန်တိလရှင်တွေမှာတချို့မှာသင်ဝေကရှိပါတယ်ဒါကြောင့်တတိခကြပါတယ်ယဟန်တိလရှင်တချို့မှာသင်ဝေကမရှိပါဘူးအဲ့လိုဆိုရင်တတိမကတော့ဒကရကမတူတချို့မှာသင်ဝေကရှိတယ်အဲ့ဒါကြောင့်တနည်းလုံးတတိခကြပါတယ်ဒကရကမတူတချို့မှာသင်ဝေကမရှိတော့ဘူးမရှိသေးဘူးဒါကြောင့်တနည်းလုံးတတိမကကြပါဘူး ဒါဆိုတန်ဝေကဖြစ်အောင်ဘယ်လိုလုပ်မလဲပေါ့။ဘာလို့ဆိုတော့ဒီတန်ဝေက ပထမအကြောင်းလေ။တန်ဝေကရှိရင်တတိကမယ်။တတိကမယ်ဆင်မဖို့ရမယ်။မဖို့ရမယ်ဆင်ဒုက္ခမှလို့တော့။တန်ဝေကမရှိဘူးဆိုလို့ရှိရင်တတိကမှမဟုတ်ဘူး။တတိမကဘူးဆိုလို့ရှိရင်မဖို့မရအောင်မဖို့မရဘူးဆိုလို့ရှိရင်ဒုက္ခမှမလို့တော့ပါဘူး။အဲ့ဆိုအကုန်လုံးဟာတန်ဝေကမှစ။အဲ့တော့အဲ့ဒီတန်ဝေကကိုဘယ်လိုရအောင် မြတ်စွာဘုရားကမိတော်မူတယ်တတ္တဟာပုံဒီပြီးတံဝဲခံရနော်တတ္တဟာဆိုပြီးတော့၃ပါးရှိပါတယ်မြတ်စွာဘုရားအပေါ်တတ္ထတရားဓမ္မအပေါ်တတ္ထသံဃာအပေါ်တတ္ထနော်တတ္ထအဲ့တော့တတ္ထဆိုတာယုံကြည်မှုပေါ့မြတ်စွာဘုရားရဲ့တရားတော်ကိုယုံကြည်မှဆိုလို့ရှိရင်အာတံဝဲခံရမှာတရားဓမ္မကိုနားထောင်လိုက်ပြီးတော့ယုံကြည်တဲ့ဆိုလို့ရှိရင်တံဝဲခံရသွားမှာ ယဟန်တွေရဲ့ကြိုးစားမှုတိလရှင်တွေရဲ့ကြိုးစားမှုကြီးလိုက်ပြီးတော့တန်ဝေးကရသွားနိုင်ပါတယ်နော်ဒါဆိုအဲ့လိုအတ္တဟာ၃မျိုးရှိပါတယ်အဲ့ဒီတ္တဟာယုံကြည်မှု၃မျိုးကိုဘယ်လိုရမလဲဆိုပြီးတော့ကျွန်တော်တို့ကအဲ့ဒီယတနာ၃ပါးနဲ့အနီကပြီးနေရပါတယ်မြတ်စွာဘုရားနဲ့ပတ်သက်ပြီးစင်ချင်းရမှာပါ တရားဓမ္မတွေကိုနားထောင်ရမယ်လေးလာရမယ်ရွဆိုရမယ်ပြီးတော့တန်ခါဆိုတဲ့ယဟန်အာဒီလရှင်တွေနဲ့ချင်းကလာပြီးတော့သူတို့အနိအနာမှာနေရမယ်သူတို့ကိုအာကုညီပေးရမယ်လူရမယ်အမ်အာဘယ်လိုခေါ်လဲအာအဝတ်တွေအမ်အာကပ္ပယာအလုပ်တွေအမ်တန်ရှင်းမှုတွေစသဖြင့်သူတို့ကို ူညီပေးရမယ်လှုပ်ကြွေးရမယ်ပေါ့ဆောင်ရွက်ပေးရမယ်ပေါ့ဒါဆိုအဲ့လိုကျွန်တော်တို့ကယတနာ၃ပါးနဲ့အနည်းအနာမှာအာဘဝကိုနင်းနိုင်မယ်ဆိုလို့ရှိရင်ယုံကြည်မှုရနိုင်မှာပါယုံကြည်မှုရလိုက်ပြီးတော့တန်ဝေကတွေရသွားမယ်တန်ဝေကတွေရသွားပြီးတော့တတိကမယ်တတိကပြီးတော့မက်ဖို့ရောက်ရနိုင်မယ်မက်ဖို့ရောက်ရပြီးတော့ကျွန်တော်တို့ကဒုက္ခမှလွတ်သွားနိုင်ပါတယ်